ပျက်စီးဆုံးချုပ်မှုကကျောင်းဆောင်ပုံက26ဆောင်ရှိတယ်26ဆောင်ရှိတဲ့အထက်မှာကခုလုံးလုံးပျက်စီးတာ၄ခုဒီမှာအဝင်ဝမှာကျောင်းတိုင်း၂တိုင်းဒီဘက်ပင်မဖြစ်တဲ့ရကိတဆိုတဲ့ကျောင်းဆောင်ကပြိုတယ်ပြိုတဲ့ဥစ္စာမိပြီးတော့ဓမ္မပါလာဆိုတဲ့ကျောင်းဆောင်မှာကလည်းပြိုသွားတယ်ခုမှကတော့ဒရိုင်လုံးသုံးသွဲတဲ့ကလန်၄000ဆက်ရေစင်းကြီးတခုလည်းပြိုကျသွားတယ်ဒီနောက်မှာမင်းတို့ကခုကမမြင်တော့ဘူးအဲကြောင့် မဟုတ်ဂူခဲဆိုရင်တော့မင်းတို့ငုံထိမ့်မှန်းနဲ့ဆိုရင်နိုင်စင်ကြီးတွေ့လိမ့်မယ်လို့ကျပါဗျာခုကနိုင်စင်ကြီးတော့ဘူးကဒီနတ်မှာကျပါဗျာအနိုင်စင်ကြီးရှိတယ်ကိုကတော့တပည့်တွေကပြန်ပြီးတော့တော့လှုပ်ကျင်တယ်လို့သူတို့ကတော့ပြန်လျှောက်တော့အေးကွာအများတန်ခါနဲ့တိုင်မင်းပြီးတော့အထိမ့်မှတ်ကြီးကတော့ရှိရဆရာတော်လေးလှုပ်ခဲ့တာသူကစဉ်းစားမှာပေါ်လို့ပြန်လှုပ်တဲ့လှုပ်အောင်မှာပေါ်လို့အဲ့ဒါပဲပြောတာအဲ့တော့လုံးလုံးပြောချင်ပြစီက၄၄ဆောင်ရှိတယ် အဲ့တည်းမှာခုနည်းနည်းစေတို့ကဒီမတ်ဗျူပေါ့တရားဝင်စစ်စဲမှုလောက်ခံလိုက်တဲ့ကလေးဆောင်ကတော့ပြန်ပြီးတော့နေသင့်တယ်အဲ့လိုမျိုးသုံးရချက်အဲ့လိုဆိုလေးဆောင်လုံးလုံးပြန်စီလေးဆောင်ကနေသင့်တယ်ဆိုတော့ကျန်တဲ့ကလေးကတော့ဝါရောင်စင်းတယ်ဝါရောင်စင်းဆိုတော့ကထပ်ပြီးစေးရမယ်တိတိကျကျပြန်ပြီးနေသင့်တာလားပြပြပြလို့ချင်းလောက်နဲ့ပြပြလို့ရမလဲဆိုတော့အဲ့လိုစင်းနေရှိတယ်အဲ့ဒါက ကျောင်းရှိရဲ့လက်ရှိပြည်စည်းမှုအခြေအနေပေါ့။ဘာဘလောက်တန်ကျေးရှိတယ်ဗျာ။အဲ့တော့ငါတို့မလွတ်တတ်ဘူး။အဲ့တော့တို့ကကလက်ရှိချင်းတွေကအဲ့လိုဒီကျောင်းဆောင်ကြီးတွေကမြင်းတန်မြင်းရတဲ့လို့လူနာပြောရင်တော့အတွင်းကြည်ကြီးနေတာပေါ့ကွာ။အတွင်းကြည်ကြီးနေတယ်ဆိုတော့ဘယ်သူမှလက်ဒီပေါ်တက်ပြီးတော့ဟိုရဲရဲတဲ့နဲ့မနေရဲကြဘူး။မနေရဲကြဘူးဆိုတော့ကိုကအပြင်မှာပဲအဲ့ကလေးတွေလည်းမင်းတို့အပေါ်မနေနဲ့အာမမကန်နိုင်ဘူးဆိုတော့ကလေးတွေလည်းမနေရဲတော့ ပြန်ကုန်ပြီငါတို့ကအခု3000နီးပါးနေတာဒီတက်ကသာကြသာတင်နေကအကုန်လုံးက3000နီးပါးနေတာအဲ့ဒီအရမအခုပြန်ကြပြန်ကြပြန်ရဆိုသူနီးစားအတင်းတော့နေပြရတယ်ရှောက်သွားတော့ကျန်တာကတော့ခုနောက်ကတိတိကျစင်းကတော့300နဲ့တပါးကျန်တယ်နိုင်ကန်းတယ်ဆို300ကျော်350ရှိမှာပေါ့အဲ့ဒါတော့ပဲကျန်တော့တယ်အဲ့တော့ အရေးကြီးတဲ့စီရင်ချက်စီမံချက်ကငါတော့စပြီးထွက်ပြေးပြီးနှစ်ရက်ကျော်သုံးရက်ကလေးကလူကြီးတွေနဲ့တွေ့တဲ့အခါလဲပြောတယ်။အိုးအိန္ဒိယကောင်စီရုံကအိန္ဒိယသမ္မတကြီးတင်လာတဲ့အခါလဲပြောလိုက်တယ်။ပြောလေဘာသာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်အရေးကြီးဆုံးကပညာရေးပဲ။ပညာပဲဖြစ်ဖြစ်တိုင်းပြည်တည်ဆောက်ပဲဖြစ်ဖြစ်အခွင့်အရေးတည်ဆောက်တည်ဆောက်ကျွတ်တန်းကားအခွင့်အရေးတည်ပညာရေး မြန့်သွားရင်အဲ့ဖွဲ့စည်းမြန့်သွားမှာတို့ဖွဲ့ခြေကနှစ်ချက်လို့ငါရှင်းပြခြေကနှစ်ချက်မှာအဓိကပညာရေးနောက်တစ်ခါကိုချင်းတရားအဲ့တကူက level နဲ့သွားနေပြီးတော့ပြိုင်းပြီးတော့ကောင်းနေမှာအဲ့ဖွဲ့စည်းကတိုးတက်မယ်တို့လို့ရှင်တပြည့်ပြည့်စုံသွားဒါကြောင့်ကျွတ်တို့ဒီသာသနာရဲ့အခြေခံဖြစ်တဲ့ပြည့်ရည်ပညာရေးကိုအခြေပြည့်မသွားအောင်ဆောင်ရှားဖို့အရင်ကြည့်တယ်အဲ့ကြောင့်အဲ့စီပြည့်အောင်ဆောင်ရှားဖို့အရင်အတွက်မလုပ်ရမလို့ဆို ြောတော့ဒီဘွားမဝင်ခင်ဒီတကူတော်တို့ပြန်စုစည်းနေမို့ရေးချင်ပြန်စုစည်းနေအောင်ဆိုဒါအစ်တီပြန်လုပ်ပါဆိုလဲတော့ဘလုံးလုံးအဲ့တော့ငါမြင်နေရတကူလေးဖန်တီးပြပါဒါနဲ့တစ်ဆက်တစ်ဆက်တည်းဘုန်းကြီးချုပ်ကပြောသွားတယ်ဟိုကလမ်းပေးတယ်ချောင်းပေးဘွက်ကျေးသွားလို့ရှိရင်အဲ့နဲ့မှသူလုပ်လို့ရတယ်အရင်ကတည်းကချက်လို့ရမယ်နေရတယ်သူကပြောတာဒီလိုတောင်းအောင်ကန်နေတယ်အကဒါမ်တို့တောင်းခဏပြည့်တင်ရအောင်တော့လုပ်ရနှစ်လတွေကျုပ်ဆောက်လို့ပြီးစီရမှာအဲ့တော့မြင်းနေရခင်ဗျမြန်သတ်မှတ်ပြီးဆောက်ပြီးပါလို့ကျုပ်ကမပြောဘူး မြင်းနေရရရင်ငါစောက်မှာဂျန်နေဥစ္စာငါနီးနေငါဟန်တယ်ဘာတို့သာသနာတကယ်ချစ်တဲ့တကားတွေရှိတယ်လေသာသနာချစ်တကယ်ချစ်တဲ့တကားတွေကဘူးလဲလမ်းပြောတဲ့လူရှိတယ်အဖုံးရတယ်မြင်းနေရသာရှားပြီးပြောလို့တောင်းယူပဲဆိုရတယ်ခုလျှောက်တာလည်းရှိတယ်တပည့်เจ้าသားဟောင်းတွေလည်းတောင်းဝန်ယူတယ်အဲ့ဒါပြောချင်တာကလမ်းမဲ့စာသင် နှစ်မှာစာသင်တိုင်းပြတ်သွားလို့မရဘူးအချိန်မဲ့သွားလို့မရဘူးဘယ်ဟိုရောက်တိရောက်နေလဲ တို့ကြောင့်ဟိုတဲဝင်ဒီတဲဝင်ကိုဝင်ပြဿနာရှုပ်ကိုလူတက်ကိုမကြောက်ရတော့ဘူး။အဲဒါကြောင့်ပြန်တည်ဆောင်ဖို့အတွက်ငါနေုံလားပြည့်နေုံလားကုံလားဆိုရင်အစင်းသိပြရ။အဲတော့တကျအနေနဲ့ဒုစံမွေးတွေဖြစ်နေဦးဖြစ်တာ။စံမွေးပြည့်စည်သွားတယ်။အဲနဲ့ငါမနာဖို့ကိုလှမ်းပြီးတော့ပြည့်ရတဲ့ဗုဒ္ဓနေရာဇီဝေလှမ်းပင်ငါမလာနိုင်ဘူး။ငါလာငါတော့တောင်းလို့အစိုးတင်းမယ်လို့ဥစ္စာအတွက် ဇံမွဲလက်ရှိတောင်ဝန်ထမ်းဆောင်ရင်းနဲ့ရှင်းနေတဲ့ဘုန်းကြီးတွေပြန်လွတ်လိုက်ပါနံပါတ်1နောက်နံပါတ်2အနေနဲ့အဲ့ဒီဇံမွဲပြန်ပြီးတော့ကျင်းပပေးရမယ်ရဲကူတော့တော့တင်းတော်တဲ့နေရာကျင်းညာမယ်လို့အငါဆုံးပြုတယ်လို့အမဟိုဥက္ကရာဟောကျန်တဲ့အဖွဲ့ဝင်တွေရောအကုန်လုံးကနေပြီးတော့ဆွေးနွေးကြအဲ့အတီးပြုလိုက်တယ်အဲ့အားကောင်းတယ်ရဲသူဇံမွဲနဲ့ညွှန်းမြောက်အောင်ပါလေကွာကလေးတွေဆိုတာဇာလုံးအောင်မှာဇာနဲ့နေရမှာဇံမွဲအောင်မှာ ဖြစ်နေတာလေအဲ့နဲ့ဈေးရောက်ပြီးတော့ရောက်တဲ့အခါမှာငါတော့ဖမ်းပြီးတော့နေရာပေးရမယ်လမ်းမနစ်စာတင်တယ်မှာငါပုံစံမပြတ်လို့ကြာအဲ့ဒါငါရဲ့စီမံချက်ကျန်တဲ့သာသနာ့တိုင်းတွေလည်းငါလည်းတိုက်တွန်းတယ်ကဲလို့ရှိရင်သာသနာ့တိုင်းနေလို့ရတဲ့နေရာတွေရှိရဲ့ရှိလောက်ဈေးရောက်ကြပါရှိလောက်ဈေးရောက်ကြပါနော်ဈေးရောက်ပြီးတော့တန်ခါကိုရသမျှလက်ခံပေးကြပါအဲ့လိုလက်ကံပေးပြီးတော့ဒီသာသနာပရိသတ်အခြေခံကြီးကိုပြတ်မသွားအောင်ထိမ့်သိမ့်ပေးကြပါလို့ငါကျန်တဲ့စာတိုက်တယ်လည်းပြောခြင်းတယ် ကြပြပြောခြင်းတော့ကွာဒုသာသနာဘုရားကရံဖြစ်ဖို့ထားခဲ့တဲ့သာသနာမဟုတ်ဘူးကတရားအထုတ်တဲ့ဘုန်းကြီးလည်းရံမဖြစ်နဲ့ဇာကျက်တဲ့ဇာကျက်တဲ့ဘုန်းကြီးလည်းရံမဖြစ်နဲ့ငြိမ်းချမ်းမှုပဲဖြစ်ပါစေဟုတ်ပြီလားအားကြောင့်လို့သာသနာပိုးပြီးတည်တည်ကောင်းအားလုံးငြိမ်းချမ်းနဲ့ငြိမ်းချမ်းနဲ့ဇာလည်းတင်ကြမယ်ဆရာလည်းအားထုတ်ကြမယ်ဝိဇ္ဇာနဲ့စရဏတွဲသွားကြပါလို့ငါပြောချင်တယ် မင်းတို့တည်းလည်းလက်ဆောင်ဖို့ဟုတ်ပြီလားအဲကျန်တာဗာမေးမလဲပြောဟုတ်ပါဗျာဒီငလင်းကြောင့်ဝါဖျားဒီမှာရှိတဲ့တန်ခါတော်တွေကဟိုဘာလို့မရဆက်ဆင်းကြပါလဲဗျာကျောင်းတွင်းကကောင်းလိုက်တာပြင်စည်းတာတဘာမှမရှိဘူးကျောင်းတွင်းမှာခုနအစာဦးပြည့်သွားတာဆိုပထမကျိုးဆိုရင်တော့လင်ကားစစ်တော်ပြုတ်တော်မှာအဲမရှိတဲ့ကုတော်ပြည့်စင်ညာကျင်းရသွားရင်လမ်းပေါ်လဲကုလုံးရအောင်တော့ကျေးဆိုတော့နောက်တစ်ခါကျမှပြူသွားတာဒီတဲ့မှာပြည့်စင်တာမရှိဘူးသို့တော် ခုနမှ35လ84 86ကုလသိမ့်ပိမှန်ဇာပြေဒါနအဲ့ပြေပြိုးတဲ့ဇာပြေဒါနမှာငါကြောင့်ကိုယ်တော်ညများတယ်ကွာအဲ့တည်းကနေပြီးတော့မှ20နဲ့တပါပြန်လို့မှုသွားဇာပြေဒါနမှာပြန်လို့မှုတဲ့တည်းကဒီတိုင်းတည်းက20နဲ့တပါပါသွားဒီကဒီကြောင်းဆိုလည်းပါတယ်ငနာကြောင်းနှစ်ကြောင်းလုံးပါတယ်အဲ့လိုမျိုးနဲ့ပြည့်စည်တာ20နဲ့တပါဒီတိုင်းထဲမှာတော့အပြည့်စည်လုံးဝမရှိဘူးတင်ပါဘူးအဲ့လိုလိုမျိုးတင်ပါဘူး တော့ဒါတော့နောက်ဆုံးနောက်ဆုံးဒီလေကွန်းကွာပါဗျာအဲဒီအခုကကြတော့ဟိုအကုန်လုံးနှိပါလောက်ကအဝါရောင်အဆင့်ဖြစ်နေတာကိုလေဆိုတော့ကြတော့အဲနောင်နောင်နှစ်နဲ့ပတ်သက်ပြီးတော့ဗျာနောင်နှစ်ရှင်နဲ့ပတ်သက်ပြီးတော့အရှင်ဖျောင်းနဲ့ဘယ်လိုများတွေးထားတာမျိုးရှိပါလေဗျာမဆိုရင်တည်းမဆိုရင်တည်းဒီမှာသာဦးတွေကအစံနာရကတွေအကုန်လုံးရဲ့စုံကြီးစီဝေးဆုံးဖြတ်ချက်နဲ့ပုံစံတွေတင့်တော်တဲ့ရှိခင်းနဲ့လျော်ညီတဲ့ပုံစံတွေကိုအနာကအဖွဲ့အားလုံးရဲ့သဘောကြီးညီဆုံးဖြတ်ချက်ချမယ်နာကအုပ်အားလုံးသဘောတူမှာ ဆက်ပြီးလုံခွင့်ပေးမယ်။ကိုတို့ကတော့ဘလောက်လူနိုင်လဲဆိုလဲလက်ခံပေါ့ကွာ။အာချာခက်ကလာခြင်းနေရတို့ကမနေရလဲမြေကြီးပေါ်ပဲနေတော့မယ်။ခက်ကလာခြင်းနေရ။နာကအားလုံးတို့က20နဲ့6ပါအုပ်ချုပ်တာဒီကျောင်းတိုင်းကဒုဒ္ဒတကယ်ကနာရာစားပဲ။ရှင်းတော့ကလက်စုရင်မင်းနေအုပ်ချုပ်တယ်လို့ပဲကနာရာစားပဲ။ဒီဖွဲ့လိုက်သုံးပြချက်နဲ့ ဒီပြူတယ်အလုံးလုံးတာလဲအဖွဲလဲလုံးတာငါခီးသွားလို့ဘာမှမဖြစ်ဘူးကြံတဲ့ကြံတဲ့ပုံပုံတွေဆက်လုံးဒုတိယဘုံကြီးနောက်တစ်ပတ်သက်သွားအောင်ခီးသွားကြံတဲ့ဘုံကြီးတွေအဖွဲစီလိုက်အဲ့ဒီတော့တတ်စစ်တတ်စစ်သူ့ဟာသူအမိန်ပြီးပြီးသားအထူးအမိန်ပေးစရာမရှိဘဲနဲ့အဲ့တည်းအုပ်ချုပ်သွားတာ26ပါးရှိတယ်ဒီကြောင့်ဘင်းဝန်သားရှိမှရမ်းမနိုင်ကဖြစ်တာလေဒါကြောင့်မလို့နောင်မှလဲမောင်ရင်ပြောတဲ့ကတော့ငါစာဟုတ်တွေပါလေဖြိုးစရာကြီးဖြိုးပြမယ် ကျွန်တော်ပြောမယ်စဉ်ဆိုပြောပြမယ်အဲဒီစားကိုနိုင်ကားဖို့အဆုံးပြချက်ကြပြီဒီကဘလို့စားလုံးမယ်အကုန်လုံးသဘောတူညီချက်နဲ့ပဲဆက်ပြီးတော့လှုပ်သွားရင်ရှေ့မှာကြတော့နေသမျှပုံကိုယ်တွေလည်းချမ်းသာတာနဲ့သန္ဒနာရေးချေတို့ထိမ့်သိမ့်မှုဒါရည်ရချက်ပဲတင်ပါဗျာအေးဘုန်းဘုန်းတို့ဒီမှာကြတော့ညဘက်ချင်းတော့ဘယ်နှမှာချင်းရလဲဘုတော်ကအမြည်ကြီးပါဟိုဘက်ကျောင်းထဲမှာသူတော့တဲလေးတွေလှုပ်တာတယ်ဟိုဘက်ဒါတို့ကျောင်းထဲအပြင်ဘက်ကဘက်ကျောင်းထဲမှာတော့မြန်မြန်နေကြတယ်အခုကနေတော့နန္ဒတော်ပြောမယ်တင်ပါဗျာ အဲ့ဒီခုနကလုံးလုံးစဲနလအတွက်စီမံချက်ဆိုတဲ့ဥစ္စာမှာငါကတော့ဘုရားဝင်းကျုပ်လည်းပြောတာလေကျန်တဲ့ဇန်ရဇန်လည်းပုံကိုအကူညီတောင်းတာပေါ့တင်ပါပြီမြေလေးရအောင်လို့ပြောဆိုတောင်းမနဲ့မှမြေလေးတကွက်နေကလောက်ကတ်နေရရှိတယ်ပေါ့တင်ပါပြီအဲ့မြေကတ်နေနေကလေးကိုငှပါလို့၄၅နှစ်လောက်ရလို့ရှိရင်ငါတို့အပိုင်မြူပါဘူးအဲ့တည်းမှာဆိုရင်ဘုရားတတိတွေနဲ့တဲတန်းကြီးတို့ပါခုကပုံဆွဲပြီးပြီးငါမမြေမရသေးလို့ပေ၄၀ပေ၁၀၀ တတဆောင်မလားတတဆောင်မလားအစီမေးပါတွေ့ခိုင်းတာလေအခုကမန်းကြီးသိ2000ကျော်ပေါ့သိ2000ကျော်ဆိုရင်နှစ်တက်ကျော်ကျော်ရမနှစ်တက်လောက်ရမှာပေါ့အဲ့ဒါအပေါ်တက်ကိုဟောတာစာချအောက်တက်တန်ကန်းနေဆယ်ဆောင်လောက်ငါထိုးကြလိုက်မလို့အခုအင်ဂျင်နီယာနဲ့ဆွဲထားတယ်ဒီနေ့ဒီနေ့ငွေကြေးတွက်တာမပြီးသူတွက်ခိုင်းတာလေနှစ်တက်ပဲငွေတွက်လိုက်ပါကွာလို့ပြောတာအဲ့လိုလုံးလိုက်ရဲ့ငါတော့ပြောတယ်ဟိုတင်းတဲ့လေရှေဝင်းတို့ပါလို့ပြောတယ် ဒါတော့အဲ့ဒီသူတို့နဲ့လည်းဒီမှာသူတို့အဆောင်ကြီးတွေကိုလမ်းနေပါလေ။ဟိုးဘာလို့ကြောက်စိမ့်ပြန်နားမှာပေ၄၀၀၆၀၀လောက်အဆောင်ကြီးတွေလို့ပြောတယ်ငါတော့မသိဘူး။ဟာကြီးကြီးလိုက်လားလို့။အဲ့ဆောင်ကြီးတွေလင်းကားဆောင်ကြီးတွေလေ။ကြွန့်နေပါတဲ့လာပါတဲ့သူအိမ်သာယူကမှလုံမဲ့တဲ့။ဩဂုလာဒီရောဇာတော့တောင်းအောင်ယူမဲ့တဲ့။ဟာမင်းတို့ကတောင်းအောင်ယူကြပြီလေခဏငါငါတို့ဘာသွားလုံမှာတော့လို့။ငါတော့မလန်နိုင်ဘူးကလို့ဂျန်တဲ့လူတဲတော့ပြေးလိုက်မယ်လို့။ အတန်းနဲ့နောက်ကျဖြစ်နေတာလို့ပါကွာလို့ငါတို့အဆောင်တွေပါဆောင်မယ်ဆိုမင်းတို့ကန်တိုင်းတွေလာပြီးတော့ဝိုင်းဆောက်ပေးသမှာလို့ငါပါဇယ်ဆိုင်မင်းတို့ကဝိုင်းဆောက်ပေးတယ်အဲ့လိုစင်ပြေမှာပေါ့လို့သူတို့တော့ပြောလွတ်လိုက်တယ်ဟုတ်ပါဗျာလို့ရွေချက်သဘောပေါက်ပြီလားပေါက်ပါပြီဗျာ သာသနာအပြည့်မခံနိုင်ဘူးအဓိကအပြင်သာသနာတွေပြည့်ရင်မင်းတို့လည်းသာသနာပြည့်ပြီတင်ပါဗျာဟုတ်ပါသာသနာကွယ်ရင်မင်းတို့သာသနာကွယ်ပြီတင်ပါဗျာအဲဒါကြောင့်ဝိုင်းထိန်ကြပါအားလုံးတင်ပါဗျာတာဝန်ရှိတယ်တင်ပါဗျာကိုရဟန်းနေမှာအဓိကတာဝန်ရှိတယ်တင်ပါဗျာတက္ကသိုလ်အတွက်ပြည့်ပြီးတော့အကုန်လုံးတာဝန်ရှိတယ်တင်ပါဗျာတရားတိသာသနာမပြည့်စင်နဲ့တင်ပါဗျာတင်ပါဗျာအဲဝိုင်းထိန်တင်ပါဗျာရဟန်းနေနေရာလည်းအားပေးတင်ပါဗျာဟုတ်ပြီနော်တင်ပါဗျာအဲဒါပဲ